မြန်မာနိုင်ငံရေးအတွေ့အခေါ်အပိုင်း22ဘုံနေဝဲစစ်အာဏာသိမ်းတဲ့ခေတ်ကို1962က1994အထိတော်လှန်ရေးကောင်စီခေတ်လို့ခေါ်ပြီးဆိုရှလစ်အခြေခံဥပဒေပြဋ္ဌာန်းတဲ့1994ကနေမဆလာပါတီပြည့်စည်တဲ့1988အထိ14နှစ်တာကာလကိုဆိုရှလစ်ခေတ်လို့ခေါ်ပါတယ်။အဲဒီကာလမှာတူရဲကြီးစိုးတဲ့စနစ်စတင်ခဲ့ပါတယ်။မြမဘရင်စိတ်ဆိုးပြီး လှန်နဲ့လိုက်ထိုးတဲ့အခါမှာဝင်းကြီးတွေဟာခြေဦးတဲ့ရာဖွေးပြေးဝက်ပြေးပြေးကြတယ်လို့ဝကြုံနေဝင်းဆဲဆိုတာကိုဗမာစစ်ပေါ်ကြီးကအမြဲတမ်းခံကြရပါတယ်။ဘုံနေဝင်းကရုတ်တအနတ္တမကြောက်ဝင်မနာသာရုတ်ရုတ်ကန်ကန်ဆဲဆိုတာကိုစစ်ပေါ်ကြီးကလည်းသဘောကျပါတယ်။ဘုံနေဝင်းကြည့်မရလို့ဖြုတ်ထုတ်ခံရသူနဲ့ထောင်ချခံရသူတွေအများပြားရှိတယ်လို့ဘုံနေဝင်းမြောက်စားလို့ နေခြင်းညခြင်းကြီးပွားသူတွေလည်းအများပြားရှိပါတယ်။မမပြင်းလိုပဲဘုချုပ်နေဝင်းကလည်းစုထူးကုံတူးနဲ့ဘွယ်တူးတွေချင်းမြင့်တက်ပါသေးတယ်။ဘ ਹੁ အစိုးရကိုဘုံနေဝင်းကမမပြင်းလို ကြီးစိုးနေတော့နေရီမှာလည်းတာဝန်ခံစစ်ဘိုလ်တွေကဘရင်တပွဲကြီးစိုးကြပါတယ်။လအကားလို့ခေါ်တဲ့လုံကြုံရင်းနဲ့အုတ်ချုပ်မှုကောမဒီဥက္ကဋ္ဌတွေဟာဘရင်လေးတွေလိုအုတ်ချုပ်ကြပါတယ်။အစိုးရအမှုထမ်းအလုံး ခသုံးလုံးနဲ့မသုံးလုံးလမ်းစဉ်ကိုကျင့်သုံးတယ်လို့ပြောကြပါတယ်။ခေါ်ရင်သွားခိုင်းတာလို့ခံမပြောနဲ့ဆိုတဲ့ခသုံးလုံးလမ်းစဉ်နဲ့မလုံမရှုပ်မပြုတ်ဆိုတဲ့မသုံးလုံးလမ်းစဉ်ကိုကျင့်သုံးပြီးအသက်ဆက်နေကြတဲ့အချိန်ခါဖြစ်ပါတယ်။ပါလီမန်ဒီမိုကရေစီခက်ကတော့အစိုးရမဟုတ်တာလို့ရင်လွတ်တော်မှာမြင်းမြန်းစုံစမ်းနိုင်ပါတယ်။အတိုက်ခံပါတီတွေကစောင့်ကြည့်နိုင်ပါတယ်။ဒီမိုကရေစီစနစ်မရှိတဲ့အခါမှာ အစိုးရလုပ်ရက်ကိုစောင့်ကြည့်ပြီးဝေဖန်မဲ့သူမရှိတော့ပါဘူး။ဒါကြောင့်ထင်ရလုပ်တဲ့ဗမာမင်းအုပ်ချုပ်ရေးစနစ်အလဲရကူပြန်လည်ကျင့်သုံးနိုင်တဲ့အခြေအနေကိုရောက်သွားပါတော့တယ်။အာနာလွဲတောင်းစားလုပ်ပြီးအနိုင်ကျင့်တာကိုပြည်သူလူထုကတော်လန်တာမျိုးမြမတမိုင်းမှာရှိသေးဘူးလို့ဆရာမမောင်ကြီးကဆိုပါတယ်။ဘရင်ကိုဖြုတ်ချဖို့ကြံစည်တာဟာအစိုးရစနစ်ကိုပြုတ်ပြင်ဖို့မဟုတ်ဘဲထိနှက်ကိုလူယူတာပဲဖြစ်ပါတယ်။ ပုံရှင်ကန်ရှင်းမှုမင်းဖြစ်တာလို့ယူဆတဲ့အတွက်မင်းကိုဖြုတ်ချဖို့စိတ်ကူးလေမရှိတာများပါတယ်။ဒါကြောင့်မို့လဲစစ်အစိုးရကို တော်လန်ပုံကန်ရဲ့အုပ်စုတွေဟာပြည်သူထောက်ခံမှုအလုံးလောက်မရကြတာလို့ဆိုပါတယ်။စစ်ဘိုးကထင်တယ်လို့ဆုံးဖြတ်ပြီး၆လန့်အုပ်ချုပ်နေတာမို့တရားဥပဒေစိုးမိုးရေးသဘောတရားလဲညီကုံချုပ်သွားပါတယ်။ညမနေဆက်ပြီးနိုင်ကျင့်အုပ်ချုပ်တာဟာမမစစ်အစိုးရရဲ့အဓိကအတွင်းလက္ခဏာပါပဲ။ အတွင်လက္ခဏာနောက်တစ်ခုကတော့ xenophobia လို့ခေါ်တဲ့နိုင်ငံသားကြောက်ယောဂါပါပဲ။ဘုံနေဝင်းဟာ မကြာခဏဥရောပကိုအပျော်ခရီးထွက်ပြီးမြန်မာပြည်ကိုနိုင်ငံသားဝင်ရောက်ဆွတ်ဖက်မှာကိုတော့တွေးကြောက်တက်ပါတယ်။သူ့ရဲ့ social လမ်းစဉ်ကိုအနောက်တိုင်းကဖျက်ဆီးလိုက်မယ်လို့လည်းတွေးကြောက်ပါတယ်။အမိတ်နာဂနာကိုသာလိုလားတဲ့မဆလာစစ်ဆိုးရဟာလွတ်လပ်စွာတွေးခေါ်မျှော်မြင်တတ်တဲ့အနောက်တိုင်းကလေးကို အလွန်ကြောက်ပါတယ်။နိုင်ငံသားဆိုရင်ဒီကောင်တွေတိတ်ရှုပ်တယ်လို့ဗမာစစ်ဘုကမြင်ပါတယ်။ဗမာမင်းခက်ကနိုင်ငံသားတန်တမန်သာသနာပြုနဲ့ကုန်းတွေတွေကိုမယုံသင်္ကားဖြစ်တယ်လို့ဗမာစစ်အစိုးရကလည်းသင်္ကားမကင်းဖြစ်နေပါတယ်။စစ်အနာတိန်းစားမှာပြည်ဝင်ဝင်ဗီဇာတရက်တာပေးပါတယ်။နောက်မှ3ရက်ကနေ9ရက်ထိတိုးပေးတာပါ။နိုင်ငံပိုင်ပစ္စည်းကိုကိုပိုင်ပစ္စည်းတို့သဘောထားပြီးတုံးဖြုံးရမှာလေဗမာမင်းနဲ့ ဗမာစစ်ဘိုးတွေဟာအတွင်တူကြပါတယ်။မြေပေါ်မြောက်ပစ္စည်းတွေကိုဗမာမင်းကတူပိုင်နေလို့ယူဆတာမို့ဘရင်ခွင့်ပြုချက်မရပဲထုတ်ယူခွင့်မရှိပါဘူး။ဗမာစစ်အစိုးရကလည်းတဘာဝတယံဇာတပစ္စည်းကို သူတို့သာပိုင်နေလို့ယူဆပြီးနိုင်ငံသားကိုရောင်းစားနေကြတာဖြစ်ပါတယ်။ဘုန်နေဝင်းတီထောင်နဲ့တပါတီအာနာရှင်အစိုးရစနစ်ဟာစစ်ဘိုးလူလွမ်းစားကြီးစိုးတဲ့စနစ်ဖြစ်ပါတယ်။ငြိမ်းစားယူတဲ့စစ်ဘိုးတွေဟာ အရက်ဖတ်အလုပ်တွေနဲ့ပါတီကောင်စီအလုပ်တွေကိုဆက်လက်ပြီးလုပ်ပိုင်ခွင့်ရတာမို့စစ်ဘုံနဲ့စစ်ဘုံလူထွက်ကြီးစိုးတဲ့အစိုးရလို့ပြောနိုင်ပါတယ်။အတင်းအဓမ္မသိမ်းပြီးထီထောင်ထားတဲ့အစိုးရဖြစ်တဲ့အတွက်အတင်းအဓမ္မနည်းနဲ့အာဏာမြင့်အောင်လုပ်ပါတယ်။ပြိုင်ဘက်နိုင်ငံရေးအုပ်စုတွေကိုလက်အောက်ခံဖြစ်အောင်လုပ်တယ်လို့မျိုးရှိတယ်လို့ဖြက်စီးပြစ်တာမျိုးတွေရှိပါတယ်။တက်မရောကိုဆိုရှယ်လစ်အရေးခြုံမေးသူဟာကွန်မြူနစ်လူထွက်တချို့ဖြစ်ပေမဲ့ဘာကဘကွန်မြူနစ်ကိုတော့အပြုတ်တိုက်ဖို့သာ ကြိုးစားပါတယ်။လည်းနဲ့အာကိုပြီးအာနာတိန်နာကိုမှန်ကန်ကြောင်းဆင်ခြင်ပေးနိုင်ဖို့အတွက်ဆိုရှယ်လစ်ဝါဒကို အသုံးပြုတာပါပဲ။မြမလူလက်ရေးကြိုးပမ်းမှုဖြစ်စဉ်မှာဆိုရှယ်လစ်ဝါဒကိုလူကြိုက်များပါတယ်။ဆိုရှယ်လစ်ဝါဒကသာတိုင်းပြည်ကိုတာယာဝါပြုတ်အောင်လုပ်နိုင်မဲလို့အဲ့ဒီချိန်ကယုံကြည်ခဲ့ကြပါတယ်။စစ်ဘိုရီထဲမှာလည်းဆိုရှယ်လစ်ဝါဒကိုတကယ်ယုံကြည်သူအနေအချင်းရှိနိုင်ပါတယ်။ ဒါကြောင့်စစ်အာဏာသိမ်းပြီးတဲ့အခါမှာတကောတော့အာဏာရှင်စနစ်ကိုလူကြိုက်များတဲ့ဆိုရှယ်လစ်ဝါဒနဲ့အရေးခြုံလိုက်တာဖြစ်ပါတယ်။1994မှာဆိုရှယ်လစ်အခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းပေမဲ့အနှစ်သာရကတော့တကောတော့အာဏာရှင်စနစ်ပဲဖြစ်နေပါတယ်။တကောတော့အာဏာရှင်စနစ်လက်ခံထားတဲ့ဗမာတွေကို နောက်တိုင်းကအံ့ဩနေကြပါတယ်။ဒါပေမဲ့ဗမာတွေရဲ့အတွက်တော့မထူးပါဘူး။ငတ်တဲ့ဒူတွေမများမချင်း ငြိမ်းခံနေမဲ့ပုံပေါ်နေပါတယ်။မြမပြည်သားတွေနိုင်ငံရေးကိုစိတ်မဝင်စားသမျှကာလပတ်လုံးလူတစုချေလေတာကိုခံနေရမှာတေချာပါတယ်။မြမပြည်သားတိုင်းဒီမိုကရေစီသဘောတရားကိုယုံကြည်လေးစားမှဒီမိုကရေစီကိုတည်ဆောက်နိုင်ပါလိမ့်မယ်။ဒီမိုကရေစီဆိုတာလုံထုံးလုံနီးလုံပိုင်ခွင့်ရပိုင်ခွင့်တွေကိုရေးသားထားတဲ့စာတမ်းမဟုတ်ပါဘူး။နိုင်ငံရေးစီးပွားရေးလူမှုရေး ယဉ်ကျေးမှုအလုံးအကျုံးဝင်တဲ့ဘဝတွေဖြစ်ပါတယ်။ဒီမိုကရေစီဆိုတာလူတွေရဲ့စိတ်နေစိတ်ထားဖြစ်တယ်လို့ဆရာမမောင်ကြီးကအတိတ်ပဲဖွင့်ဆိုပါတယ်။လူတိုင်းနဲ့ဆိုင်တဲ့ဒီမိုကရေစီကိုလူတိုင်းယုံကြည်ဖို့လိုပါတယ်။ပြည်သူလူထုကနိုင်ငံရေးကိုစိတ်မဝင်စားခေါင်းဆောင်ပိုင်းကလည်းလမ်းလွဲလိုက်နေမယ်ဆိုရင်မြန်မာပြည်မှာဒီမိုကရေစီကိုပြုစုပြိုးထောင်ဖို့အလုံးခက်ခဲလိမ့်မယ်လို့ဝဲလင်းသူတမိုင်းပမောခဒေါက်တာမမောင်ကြီးက ဤကုန်ချုပ်ထားကြမှာခမညာ